နောင်ချိုမြို့နယ်တောင်ခန်းကျွာမှာစစ်ကောင်စစ်တပ်ကအစငွေဘုံ၃လုံးလာရောက်ကျေချတိုက်ခတ်ခဲ့ပါတယ်။တောင်ပြည်တပ်မှနင်းနေမြေနောင်ချုံမြို့နယ်တောင်ခန်းကျွာမှာစစ်ကောင်စီတပ်ကအစက်ငွေဘုံ၃လုံးလာရောက်ကျေချတိုက်ခိုက်ခဲ့ပါတယ်။ဧပြီလ6ရက်နေ့နေ့လယ်၂နာရီအချိန်မှာတောင်ခန်းကျွာမှာရှိတဲ့၉ရနှစ်တက်စကန်အနီးတိုက်ပွဲဖြစ်ပွားနေချိန်စစ်ကောင်စီတပ်ကအစက်ငွေဘုံလာရောက်ကျေချခဲ့တာဖြစ်ပါတယ်။ မောက်ကုံမြို့နယ်နောင်ချုံမြို့နယ်မှာရှိတဲ့ကျေးရွာတချို့တွေမှာလည်းစစ်ကောင်စစ်တပ်ကဂျက်ဖိုက်တာနဲ့လာရောက်ပုံကျဲတိုက်ခိုက်မှုကြောင့်ပြည်သူလူထုနေအိမ်အများပြားထိမှန်ပျက်စီးသွားခဲ့ပါတယ်။ရက်ပေါင်း20ကျအဖြစ်ခဲ့ရခဲ့တဲ့စစ်ကောင်စစ်တပ်ကတအောင်းပြည့်အတွင်းမှာရှိတဲ့မြို့နယ်တွေကိုစစ်ရင်အဖြစ်တင်တာတွေထိုးစစ်ဆင်တိုက်ခိုက်တာတွေနဲ့တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့နေရာတွေမှာလည်းရည်ရွယ်ချက်ရှိရှိပုံကျဲတိုက်ခိုက်တာတွေပြုလုပ်နေဆဲဖြစ်ပါတယ်။ကျမလူပြုလိုပါပါရှင်။